အားလုံးပဲမင်္ဂလာပါမယ်နေယူချင်တဲ့ကနေအားလုံးကြိုဆိုပါရစေကျွန်တော်ဒီကနေ့မှာတော့မေဆာအွန်တဲ့အသင်းနဲ့မနေ့ပြတင်းနေငနေနေည9နာရီခွဲမှဆိုရင်ကိုအသင်းနဲ့ Ultra ဘုံမှာတဖက်ဟူပါရတဲ့ကိုလက်ခံကစားဖို့ရှိနေတယ်ပရီးမီးယားလိပွဲစီ33ဆိုတော့အဲ့ဒီပွဲစီနဲ့ပတ်သက်ပြီးတော့တဖက်အသင်းအချင်းနေပေါ့ဗျာကိုယူနိုက်တက်အသင်းအချင်းနဲ့ယူနိုက်တက်အသင်းအနေနဲ့အမ်မိုရယ်ကပီကတိတောက်ကြနေကကစားခဲ့တဲ့ကျွန်တော်တို့ယူပါလိုက်ကွာတာဖိုင်နယ်ပွဲစီအပြီးမှာအသင်းရဲ့ကစားသမားတွေအနေနဲ့ပရီးမီးယားလိအနေထားတစ်ခုမှာ လူငယ်ကစားသမားတွေကိုဦးစားပေးပြီးတော့ပွေးထက်လာဖို့ရှိနေဆိုပဲကျွန်တော်ပြောကြားထားခဲ့တယ်ဆိုတော့အဲဒီနေ့သင်ကြားချက်ဒီနေ့သင်ရမယ့်တွေဘလို့ရှိမလို့ဆိုတာကျွန်တော်တို့ပွေးချက်သူသေးချက်အနေနဲ့ဆွေးနွေးသွားဖို့စားသမားတွေအားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါဆိုတော့ကျွန်တော်တို့ပထမအောင်ဆုံးဥပိုင်တဲ့အချင်းတွေကိုကြည့်အောင်လို့ချင်းသူတို့ဟာဒီရာဒီပရီးမီးယားလိမ့်မှာပေါ့ဗျာမက်ဆာအောင်တဲ့အသေးလိုပါပဲဂျုံးကဲမှုတွေနဲ့ကျွန်တော်ရှိနေတဲ့ ၃၀နှစ်ပွေးကစားပြီးရှင်မဆိုရင်သူတို့ကစပါအောက်မှာရှိနေတယ်။၁၀ပွေးနိုင်တဲ့၅ပွေးတည်နဲ့၁၉ပွေးတည်သူတို့ရှုံးတာပြီးတော့ရှားမဲ့၃၅မဲနဲ့အဆင့်၁၆ရှောက်မှာရောက်ရှိနေတာပေါ့ဗျာ။သူတို့အသေးအတွက်ကတော့ပေါ့ဗျာတင်းစစ်ဖို့တော့မရှိတော့ဘူး။ဒါပေမဲ့လို့ကျွန်တော်တို့ယူနေတဲ့အသေးလုံးပါပဲ။ပရီးမီးယားလိမ့်မှာဆိုရင်ရုန်းကန်နေရတဲ့အနေအထားတွေကျွန်တော်ရှိနေတယ်။ဆိုတော့ကိုရီးအသေးလုံးပါပဲသူတို့အသေးကလေးဒုက္ခရောက်နေတယ်ဆိုပေမဲ့လို့ ဒီဥပါယတဲ့မှာဆိုရင် United ကိုဒုက္ခပေးမဲ့ကစားသမားတွေများစွာရှိတယ်။နောက်တဲ့ခေတ်စစ်မှာဆိုရင် Gomez တို့ပါတို့ရှိတယ်။ပြီးလို့ချင်း Queenlin မှာဆိုရင်လည်း Fenty Moon ကောက်တဲ့ Simino တို့လိုကစားသမားတွေလည်းများစွာရှိသလိုတိုက်စစ်ပိုင်းမှာလည်း Golden သေးချာစီတဲ့ကစားသမားတွေရှိတဲ့အတွက် Messi အောင်နဲ့အသင်းအတွက်ကောက်တော့ပါဗျာ။ဒီနေ့ပွဲစဉ်ကမလွေကူပါဘူး။ပထမအကြောမှာသူတို့ရဲ့အင်ကွင်းမှာ2-0နဲ့ကျွန်တော်တို့ရှုံးထားခဲ့တယ်။အဲ့ဒီပွဲစဉ်မှာဆို Bruno Fernandes တို့ပါတို့လည်းအနိုင်ခဲ့တဲ့ပါတယ်။နှစ်ဝတ်တင်နဲ့ရှိခဲ့တဲ့အတွက် အခုကိုရေးအိုထရက်ပေါ်မှာတော့ဘလို့ပဲပြောပြောကျွန်တော်တို့နိုင်ဖို့ဘက်ကိုဥတည်ပြီးတော့တွားရမှာပေါ့ဗျာဒါပေမဲ့လို့ကျွန်တော်ဗီဒီယိုစမှာပြောသလိုပါပဲအမိုရဲအတွက်ကတော့ယူပါလိုက်တာအရေးကြီးတယ်ပရီးမီးယားလိပ်မှာအဆင့်ဘလောင်နဲ့ပဲကျွန်တော်တို့ယာတီတိမ့်တိမ့်ပေါ့ဗျာတဲစင်းဖို့တော့မရှိတော့ဘူးတိုးတော်ညာလဲကိုတွေကနိုင်ဖို့အတွက်ကိုပဲဥတည်ပြီးတော့တွားရမှာဆိုတော့အဲသူတို့အသင်းဘက်ကပေါ့ဗျာဒီယာဒီယာဆိုရင်အင်ကွင်းမှာဆိုရင်6ဘက်ကစားရတဲ့ သူတို့၅ပွဲနိုင်ထားတဲ့နှစ်ပွဲတည်ရင်နဲ့၉ပွဲရှုံးပြီးတော့တိုက်စစ်က23ဂိုးသူတို့ရတာတယ်ခင်စစ်မှာဆိုရင်သူတို့26ဂိုးဒီပေးထားရပြီးတော့အင်ကွင်းအနေနဲ့16မြက်ကိုပိုင်ဆိုင်ထားတယ်အဝေးကွင်း16ပွဲမှာလည်းပဲ၅ပွဲနိုင်ထားတဲ့3ပွဲတည်ရင်နဲ့10ပွဲရှုံးပြီးတော့တိုက်စစ်က24ဂိုးရတာတယ်ခင်စစ်က32ဂိုးပေးထားရပြီးတော့အဝေးကွင်းရမယ်ဆိုရင်လည်းပဲ16မြက်ဆိုတော့အင်ကွင်းနဲ့အဝေးကွင်းမှာသူအဝေးကွင်းကတမက်တာတာပေါ့ဗျာဆိုတော့ စုစုပေါင်းတိုက်စစ်ဘက်ကိုကြည့်ရလို့ရှိရင်သူတို့အသင်းနဲ့49ကိုရတယ်ခန်စစ်မှာဆိုရင်68ကိုတီဟိုပါတဲ့အသင်းကခန်စစ်ပြဿနာပေါ့ဗျာပေးထားတဲ့အနေထားတွေကတော်တော်များများရှိတယ်နောက်ဆုံး9ဘွေမှာဆိုရင်လည်းပဲ၄ဘွေတိသူတို့နိုင်ထားတယ်တပွေးတီကြရတဲ့ PK ပရီးမီးယားလေးပွေးစီ30နှစ်မှာဆိုရင်စပောက်ကိုကိုကြီးအိမ်ကွင်းမှာဖော်တူနဲ့အနိုင်ရလဲထွက်ပေါ်ထားတယ်။ဒါတွေကမေဆာအောင်နဲ့အသင်းတို့ကိုမလွေကူပါဘူး။တစ်ဖက်မှာလဲကျွန်တော်တို့သူတို့ရေးပေးထားတဲ့ဂိုးတွေကချီတဲ့အတွက် ဒါတွေကနင်းနေအားသာချက်လို့ပြောရမလားတိုးတော်ညာလေဒီနှစ်သိန်းကွာချချက်ကအဲ့လောက်ထိမရှိပါဘူးဂျားတွေမှာကျွန်တော်တို့မေဆောင်နေတဲ့အသင်ကအဆင့်14မှာရှိနေတယ်စပားကအဆင့်15ဥပါတဲ့ကအဆင့်6ဆိုတော့တသိန်းလောက်ပဲကွာတယ်။ဘာမှထူးထူးခြားခြားကြီးကွာအောင်မှုတော့မရှိဘူး။ဆိုတော့မေဆောင်နေတဲ့အသင်းနဲ့ကိုကြီး ultra ပုံမှာပြန်ပြီးတော့အနိုင်ရဖို့အတွက်ကိုဟိုအမေကန်စကျွန်တော်လုတ်ပြနိုင်ဖို့လိုတယ်။ဆိုတော့ဒီနေသားတွေရောကိုတည်အသင်းကို ရှုံဘွေးကြုံတွေ့ဖို့အလားလာရှိနေတဲ့ပုံစံမှာကျွန်တော်တွေ့နေရတယ်။ဟိုဘာတန်ကအခဲတွေ့နေတယ်ဆိုတော့ညာလေသူတို့မှခုနပြောသလိုပါပဲကောင်းမွန်တဲ့ကစားသမားတွေရှိတယ်။ကိုင်းလင်တို့နောက်တန်းတို့ဂိုးသမားကအစားတကယ့်ကိုစိတ်ရှားတဲ့ဒီမှာပါတယ်။ကျွန်တော်ယူနေတဲ့အသင်းရဲ့အန်ရီအိုနာနာကတပွေးရွှေတပွေးငွေဖြစ်နေတယ်။ဆိုတော့ဒါတွေကမလို့ကူပါဘူး။ဆိုတော့စာသမားတွေကိုရီးယားအသင်းဘက်ကိုကြားလို့ချင်တော့အာပရီးမီးယားလိမ်မှာရုံးကန်နေရတယ်ဆိုတာအားလုံးအသိပေးဖြစ်တယ်ပေါ့ဗျာ။ ကျွန်တော်ဒီနေ့သင်ထိုက်တဲ့တွေ့ခဲ့တဲ့သုံးပွဲကိုကြည့်ရလို့ချင်းမက်ဆာအောင်တဲ့သင်ကနှစ်ပွဲနိုင်တာတဲ့တပွဲရှုံးတာပြီးတော့ PKD ပရီးမီးယားလိန်ကိုရဲအိမ်ခွေးမှာဆိုရင်ပရီးမီးယားလိန်ဆစ်ချစ်ပွဲမှာပေါ့ဗျာကျွန်တော်ဒူးစင်းနဲ့ရှုံးတာခဲ့တဲ့ဘရူနိုဖာနီနဲ့ဆိုရင်လည်းနှောင်းတနေနဲ့ထုတ်ခံရတဲ့နေတာတကူမှရှိနေတဲ့အတွက်အဲ့ဒီပွဲကယူနိုက်တက်အသင်းတက်ကိုတကင်းမလွေကူခဲ့တဲ့ပွဲတွေဖြစ်နေစာသမားတွေသူတို့မှဝါရီကောင်းတဲ့ကစားသမားတွေရှိတယ်ဖန်တီမှုကောင်းပြီးတော့တအူချင်းချင်းချင်းလိုက်ရင်လည်းမက်ဆာအောင်တဲ့အသင်းတက်ကိုအများကြီး ယူနိုက်တက်အသင်းကကစားသမားတွေတဲ့အင်အားကောင်းတဲ့အနေအထားတွေမှာရှိတာပေါ့ဗျာဒါကြောင့်ဒီနေ့ပွဲကလည်းအသင်းဟိုနိုင်ဖို့အတွက်ကိုအရှုံးနဲ့မရင်ဆန်ရဖို့ပဲကျွန်တော်တို့အရေးကြီးတယ်ဘာဖြစ်ဆိုတော့ဘလို့ပဲကျွန်တော်တို့ယူပါလဲကိုအားဆိုင်မယ်ဆိုတော့ညာလဲကျွန်တော်အမ်မိုနဲ့အတွက်ကတော့ဒီနေ့ပွဲစီမှာအနိုင်ရလဲတခုကျွန်တော်ထွက်ပေါ်ထားဖို့လိုတယ်ဆိုတော့အမ်မိုရဲ့အနေနဲ့တောက်ကြနဲ့ဒီယူပါလဲပွဲစီရပြီးမှအသင်းနဲ့ပတ်သက်ပြီးတော့သူပြောထားခဲ့တယ် အများအပြားတော့ပရီးမီးယားလေးအနေထားတွေမှာဆိုစီနီယံကစားသမားတွေထက်ဂျူနီယံကစားသမားတွေကိုဦးစားပေးဖို့ရှိနေတယ်ဆိုတော့ဘယ်လိုလာမလဲဆိုတော့ကျွန်တော်ကြည့်ရမှာပေါ့ဗျာဆိုအသင်းကပရီးမီးယားလေး32ပွဲကစားပြီးရှိမှာဆိုရင်ကျွန်တော်7ပွဲနိုင်တာတယ်7ပွဲတည်ရင်နဲ့14ပွဲတိရှုံးတိုက်ပြီးတော့ရမယ်38ပွဲနဲ့ကျွန်တော်အဆင်14မှာရှိနေတဲ့အနေထားတစ်ခုမှာကျွန်တော်တွေးနေရတယ်အိမ်ကွင်းအဝင်းကွင်းမှာဆိုရင်လည်း9ပွဲရှုံးပွဲတွေကလည်းမကောင်းသလို တိုက်စစ်ပိုင်းမှာဆိုရင်လည်းအင်ကွင်းတိုက်စစ်နေတာတခုမှကျွန်တော်29ရတာတယ်။ခင်စစ်ပိုင်းကကျွန်တော်25ကိုဒီခွင့်ပြုပေးထားရပြီးတော့အင်ကွင်းရမက်ကကျွန်တော်20တမက်ကျွန်တော်ရထားတာပေါ့ဗျာ။အဝေးကွင်းတိုက်စစ်မှာဆိုရင်လည်းကျွန်တော်16ကိုနဲ့ခင်စစ်မှာ90နှစ်ဒီပေးထားရပြီးတော့ရမက်က18ပဲပဲကျွန်တော်ရထားတယ်။ပြီးလို့ရှိရင်နိုင်ဝဲရှုံးဝဲတွေကလည်းကျွန်တော်အချင်းနေမကောင်းတဲ့အတွက်ကျွန်တော်မလွေကူပါဘူးစာသမားတို့ရဲ့နောက်ဆုံးပွဲစဉ်တွေကိုကြည့်ရလို့ချင်းလဲမဆောင်တဲ့အသည့်နဲ့ တပွေးသားအနိုင်ရပြီးတော့တီပွေးမတိုင်ခင်မှာဆိုရင်နီယူကာဆိုကျွန်တော်အဝေးကွင်းမှာဖိုးဝဲနဲ့ရုပ်ပြည့်စစ်ပဲပုံစံကျွန်တော်ရှုံးတာခဲ့လို့အခုပွေးကလည်းအဆင်ပြေပါစေလို့ပဲကျွန်တော်ဆူတောင်းရင်ကလွေပြီးတော့ဘာမှမတက်နိုင်ဘူးဘာလို့ဆိုတော့ကိုရီးယားလက်ချီအခြေအနေကဘူပါရတဲ့နဲ့လုံးဝကော်ရှောင်းမှုမရှိပါဘူးဂျားတွေမှာတရေပွေးတွေပါတယ်ကျွန်တော်ရှိကြခဲ့တဲ့အတွက်သာအဆင်စစ်လေးမှရောက်ရှိနေတာဒါပေမဲ့လို့အမက်တွေကအဲ့လောက်ကြီးကော်အောင်မရှိဘူးတင်းစင်းစုံကအတင်းနေတဲ့တော့ အဲ့လိုဒီမကော်တဲ့အနေထားမှာဆိုတော့တင်းစင်းဖို့တော့မရှိတော့ဘူးဒါပေမဲ့လို့ကျွန်တော်တို့ဒီအဆင့်14ကနေအဆင့်30တို့အဆင့်9တို့ရောက်ခဲ့ရင်တော့အတိုင်းထားအလွန်ပေါ့ဗျာနေ့နေ့ကျွန်တော်တို့ဒီပရီးမီးယားလိပ်မှာအချင်းနေမကောင်းတော့ညာလဲအဆင့်တကူတော့ကျွန်တော်ရောက်ခဲ့မှာချန်ပီယံလိပ်တို့ယူပါလိပ်တို့ဆိုတာမပြောနဲ့ယူပါလိပ်ဖလားကိုရောက်မှာပဲချန်ပီယံလိပ်အော်တိုဝင်မှာဆိုတော့ကိုရီးယားအသင်းနဲ့ပေါ့ဗျာဒီလိုမျိုးအခက်အခဲတွေရှိနေတဲ့အနေအထားတခုမှာနောက်လာမယ့်ပွဲစဉ်တွေကိုကြည့်ရလို့ချင်းလဲအေဖင်စစ်ခနေရဲ့ တနင်္ဂနွေနေ့9နာရီခွဲမှဆိုဘုံမောက်ကိုပရိမယာလဲကျွန်တော်အဝေးကစားဖို့ရှိတယ်။မင်းနေ့ရက်ကျွန်တော်တောက်ကြံနေ့တနင်္ဂနွေခွဲမှဆိုယူပါလေစီမီပိုင်နေအဖြစ်ဘီဘောအတင်းကိုကျွန်တော်အဝေးခွင်ပထမအကြော့ကစားဖို့ရှိနေတယ်။ထည့်ပြီးတော့ကျွန်တော်မေ၄ရက်တနင်္ဂနွေနေ့9နာရီခွဲမှဆိုပရိမယာလဲထည့်ပြီးတော့ကျွန်တော်ဘော်ရီဖိုးကိုအဝေးခွင်နဲ့ယူပါလေဒူရီယာကျော်စီမီပိုင်နေကိုရင်အိုထရက်ဘမှာဘီဘောအတင်းကိုတောက်ကြံနေ့မှာတနင်္ဂနွေခွဲအနေနဲ့ကစားဖို့ရှိနေတယ်။ဆိုတော့ဒီလိုမျိုးနောက်လာမယ့်ပွဲစဉ်တွေကလည်း ထားလိုက်ပါကျွန်တော်ဒီဘုံမောင်းကိုကစားရမယ်ပြီးလို့ချင်းကျွန်တော်ဘရေဘိုးကိုအဝေးကစားရမယ်နောက်ထပ်ကျွန်တော်တော့အိမ်ခွေးဆိုရင်ယူပါလိတွေကစားဖို့ရှိနေတဲ့အတွက်လာမယ့်ပွေးစီ၃လပွေးကအဝေးခွင့်ဖြစ်တယ်တိုးတော့ညာလဲကျွန်တော်အဲ့ဒီအဝေးခွင့်မှာပြပါအောင်နဲ့ပွေးစီအနေထားတစ်ခုကကိုရီးယားအသင်းတက်ကိုရေးကြည့်တယ်ဒါကြောင့်နောက်လာမယ့်ပွေးစီတွေကလည်းခက်ခဲမှုတွေနဲ့ရုန်းကန်နေရတဲ့ပုံစံမျိုးကျွန်တော်တွေ့နေရတယ်ဆိုတော့အမ်မွန်းအတွက်ကတော့ဗျာယူပါလိကိုအာယုံစိုက်ဖို့ရှိနေတယ် ပရီးမီးယားလိမ်မှာဆိုရင်လူငယ်တွေကိုနေရာပေးဖို့ရှိနေတယ်ဆိုပြီးတော့သတင်းစာပွေးပြီးအင်တာဗျူးမှာသူပြောခဲ့တယ်ကျွန်တော်တို့မန်ဆာဝနဲ့တဲ့အသင်းအတွက်ကလည်းဒီယာဒီကယူပါလိတစ်ခုပဲကျန်တော့တယ်တကယ်လို့ယူပါလိဖလားကိုရခဲ့လို့ရှိရင်ကျွန်တော်တို့ချန်ပီယံလည်းဝင်မယ်ချန်ပီယံလည်းဝင်ခဲ့လို့ရှိရင်ပေါင်သင်း80လောက်ကျိုးမြတ်ကျွန်တော်ရရှိဖို့ရှိနေတယ်အဲ့ဒီထဲမှာကျွန်တော်အဲ့ဒီချန်ပီယံလည်းမှာဆိုရင်နောက်တစ်ဆင့်နောက်တစ်ဆင့်အဲ့လိုမျိုးတက်တဲ့အနေထားတွေရဆိုရင်လည်း အကျိုးမြတ်တွေကနောက်ထပ်ရဖို့ရှိနေတဲ့အတွက်ပြောချင်တာကပေါ့ဗျာကျွန်တော်တို့ပရိမြလေးမှာဘလို့ပဲအချင်းနဲ့ကောင်းကောင်းမကောင်းကောင်းယူပါလိမ့်မှာတော့ဖလားရနိုင်စမ်းအထုကိုကျွန်တော်လိုလားတယ်ဒီကြတဲ့မှာကျွန်တော်ပြပါဟုတ်ကိုနှစ်ကြောကန်ရမယ်စီမီပိုင်တွေမှာပြီးလို့ချင်းအဖိုင်နေအနေထားတစ်ခုမှာစပါရိုနဲ့တွေ့မလားတူရီမိုလို့ချင်းပိုတိုဂလက်တိုနဲ့တွေ့မလားဘယ်တင်နဲ့တွေ့မလို့ဆိုတာမတီးဘူးတိုးတော်ညာလေးကျွန်တော်စီမီပိုင်တွေမှာ အနိုင်ရရှိဖို့ကိုလိုရတဲ့အတွက် ပြီးကြတဲ့ lion နဲ့ပွေးမှလည်းကျွန်တော်နောက်ကြကုန်နဲ့ဖိုင်းဖို့နဲ့နိုင်ကြတယ်ဗောဗျာငါးကိုလေးကိုနှစ်ကျော်ပေါင်း9ကိုလျှောက်ကုန်နဲ့ကျွန်တော်စီမီဖိုင်တွေကိုတက်ခဲ့တယ်အဲ့ဒီပွေးစီမှလည်းကျွန်တော်အတင်းကမလွေကူခဲ့ပါဘူးဆိုတော့ပြီးလို့ချင်းဘီဘောအတင်းကခုအင်ဂျင်ဖြင့်ယူပါလေးကိုလက်ခံကစားဖို့ရှိနေတဲ့အနေအထားတစ်ခုမှဆိုရင်ကျွန်တော်အဲ့ဒီပွေးစီမှအမေကဲဆိုလူစီသုံးနိုင်ဖို့လိုတယ်ဘာဖြစ်လို့လဲဆိုတော့ပြီးခဲ့တဲ့နေယူကာစင်နဲ့ပွေးစီမှာအဓိကအထောင်မှာအောက်ကိုရတဲ့ ကျူဆူရစစ်စကီအနေနဲ့တရားပြဿနာကြောင့်ကျွန်တော်တို့အဲ့ဒီစီမီပိုင်ရဲ့ပထမအကြောကိုတော့ပါဝင်လာနေခြင်းမရှိဘူးဆိုတော့ကျွန်တော်တို့ပြွေးထက်လူစင်းမှာအမ်မိုရဲအနေနဲ့ဘသူတွေကိုတုံးတော့လိုက်မလဲလူငယ်လူကြီးတွေနဲ့ညှသုံးလာမလားဆိုတော့ကျွန်တော်တို့ပြွေးထက်လူစင်းရဲ့ခြင်းတွေကျွန်တော်ကြည့်ကြည့်အောင်ဆိုတော့ကျွန်တော်တို့အသင်းမှာလူစင်းရဲ့အနေနဲ့ကိုတစ်ချက်ကြည့်ရလို့ချင်းတော့ဂိုသမသုံးယောက်ရှိတယ်တူအီဒန်အန်ရီအိုနနာဘိုင်ဒါဆိုပြီးတော့ရှိတယ်အများကြီးတော့အိုနနာကို သုံးဖို့ကျွန်တော်တို့များတယ်စာသမားတွေပြီးလို့ချင်းကျွန်တော်တို့နောက်တဲတဲ့မှာဆိုရင်ဂျူနီပဲရှိတယ်ဗျာဒဲပက်တနာနဲ့ယူကန်နေရတယ်ဗီတာလင်ဒီလောလူရှောမကွမ်းယာဒါလောဒီလီကဒဲပက်တနာဂျုံနေရတယ်မာဇာရာဝီပြီးလို့ချင်းကျွန်တော်လီရှာလီနီယူလီရှာကဒဲပက်တနာဂျုံနေရတယ်နီဟဲပဲဆိုပြီးတော့ကျွန်တော်ရှိတယ်ကွီလီအနေထားမှာဆိုခရစ်တီအေရီစင်ကက်စမီရိုဘရူနိုဖန်နဲ့မင်ဆန်မဥဂါတဲကူဘီမိုင်နိုတူဘီကောလီယာကကျွန်တော်တို့ဒဲပက်တနာဂျုံနေရတယ်ပြီးလို့ချင်းပထရိတ်တူကိုပေါ့ဗျာ ရှေ့တဲ့အထောင်ပါဆိုကျွန်တော်တို့ကျူစွာစစ်ကီကနယူကာစင်တဲ့ပွဲစီမှာတင်ပြသနာကြုံရတယ်။အာမေကချစ်တင်ရပြသနာနဲ့အဲ့ဒီပွဲစီမှာပါဝင်လာနိုင်မှာမဟုတ်ဘူး။ဆိုတော့ဖွိုင်လန်နဲ့ဂါနာရှင်နှစ်ယောက်လောက်ပဲရှိတယ်။ဒီနေတာတခုမှကျွန်တော်တို့ဒီအသုံးပြုလာနိုင်ရင်ရှိတဲ့ကစားသမားတွေကိုကြည့်ကြည့်ရလို့ချင်းကျွန်တော်အနေနဲ့ကတော့ဂိုးသမားနေရာမှာအန်ဒရီအိုနန်နာပေါ့ဗျာ။ဒီကစားသမားကိုပထမပိုင်းပြီးလို့ဒုတိယပိုင်းအနေနဲ့တခုမှလှည့်ပြောင်းလှုပ်ရှင်လုပ်မှာပေါ့။ဘာဖြစ်ဆိုတော့အန်ဒရီအိုနန်နာအနေနဲ့ ကျွန်တော်အဆင်မပြေပါဘူးပြီးခဲ့တဲ့ EU ဘာလဲ quarter final မှာသူတကယ်အကူအညီတွေပေးခဲ့သည်ဆိုတော့ညာလဲနောက်တပွဲတွေကကျွန်တော်စိတ်ချမရပါဘူးဒါပေမဲ့လို့ကျွန်တော်ဘိနာပွေထွက်လာမလား Andre Onana ပွေထွက်လာမလားဆိုရင်ကျွန်တော်အနေနဲ့ကတော့ Andre Onana ပဲပွေထွက်လာဖို့ရှိနေတယ်နောက်တဲ့ဆန်တဲ့ပဲသူရောက်မှာ Emre ပြောသလိုတကယ်လို့လူငယ်တွေကိုအခွင့်အရေးပေးလာမယ်ဆိုရင် Any Hebe တို့ကျွန်တော်မြင်တွေ့ရဖို့ရှိနေပြီလို့ရှိရင် Peter Lin တွေပေါ့ဗျာဆိုတော့ နောက်တဲ့ဆက်တဲ့ပဲသူယောင်ကဒီသုံးယောက်ပါပဲအန်နီဟန်ပဲဗီတာလင်နီလောမဇာရာဝီဘာဖြစ်လို့ဆိုတော့ဗီတာလင်နီလောအနေနဲ့ယာတီကိုရင်အတင်းကနေထွက်ခေါ်ဖို့ရှိနေတယ်အတင်းကရောင်းချဖို့ရှိနေတယ်ဆိုတော့ဒီကစားသမားတွေကိုမြင်မြင်ကြုံတော့အတင်းမှရှိနေတဲ့နေသားတကူမှအုံပြရမှာဒါကြောင့်နောက်တဲ့ဆက်တဲ့ပဲသူယောက်မှလူငယ်နဲ့လူကြီးဒီလိုမျိုးညာသုံးလာဖို့ရှိနေတယ်ညာနောက်ခက်မှာကျတော့စာသမားတို့ရဲ့မဇာရာဝီပါဝင်လာဖို့ရှိနေတယ်ဆိုတော့ကွေးလေးလေးရအနေသားတကူမှလည်းကျွန်တော်တို့ဒေယံပန်းတန်နဲ့တုံနေရတဲ့ကစားသမားဖြစ်တဲ့ အခုလူရှော့ကပြန်ပြီးတော့အတင်းနဲ့တူတူပွေးတော့ခင်းရှိလာတဲ့အတွက်ဘေးနောက်ခံမှာပေါ့ဗျာကွင်းလီမှာဆိုရင်လူရှော့ရဲ့ပြီးလို့ချင်းကိုပြမိုင်နိုဥကာတင်းနဲ့ဒီကိုဒါလို့ဆိုပြီးတော့ဒီလိုမျိုးလူငယ်လူကြီးညာသုံးလာဖို့ရှိနေတယ်ဆိုပြီးတော့ကျွန်တော်ထင်မိနေဘာဖြစ်ဆိုတော့အတင်းကဘလောက်ပဲပရီးမီးယားလေးကိုအားမစိုက်ဘူးဆိုတော့ညာလေအထိုက်သေးတယ်လို့ကျွန်တော်အသုံးပြရမှာဒီကစားသမားတွေကိုကျွန်တော်အထစ်သိမ်းပြီးတော့ကစားစီလို့ရမှာဘာဖြစ်ဆိုတော့အာကူပီမိုင်နိုတို့ဆိုရင်လေ PK တဲ့နေကဆိုရင်တကိုးသွင်းခဲ့တယ်ပြီးလို့ချင်း Emerald လက်ထက်မှာ နေရာရဖို့အတွက်အဝင်ကိုကြဖြစ်ဖို့အတွက်သူရုံးကယ်နေရတဲ့အတွက်ဒီကစားသမားတွေကိုတရားကနေတက်တလာတဲ့နေတာတကူမှလူလျှော့ရဲ့ကိုယူမိုင်တို့ရဲ့ဖြည်းဖြည်းချင်းသူတို့ကိုအခွင့်အရေးပေးရတော့မှဒုတိယပိုင်းမှာလူစားပြောင်းလဲမှုလုပ်ရှင်လို့ပေါ့ဗျာဆိုတော့ဒါက queen နဲ့၄ယောက် nepet တဲ့၂ယောက်ကလည်းကျွန်တော် mason mount နဲ့ christine erison ကိုအသုံးပြုထားတယ်ဘာဖြစ်လို့ဆိုတော့ mason mount ဆိုရင်လည်းတဲပတ်တန်နဲ့ယုံထောပြီးတော့ခုနောက်ပိုင်းအနေထားတွေမှာသူပါဝင်လာတယ်ဒီကစားသမားကိုပထမပိုင်းကနေ့ကနေထိလိုက် ဘာကြောင့်လဲဆိုရင်ကျွန်တော်တို့အဓိကကစားသမားတွေဖြစ်တဲ့ဘရူနိုဖာနန်နဲ့ကက်စမီရိုဒီကစားသမားတွေကကျွန်တော်တို့ယူပါလေးပွေးစဉ်အတွက်ကိုအရေးကြီးတယ်အမ်မရယ်ကလည်းပွေးပြင်းအင်တာဗျူးမှာလူငယ်တွေနဲ့အဲဂျူနီယာကစားသမားတွေနဲ့ဆီနီယာကစားသမားတွေကိုပွေးထုတ်လာဖို့ရှိနေတဲ့အဓိကအားဖြင့်ကတော့လူငယ်တွေကိုအခွင့်အရေးပေးမယ်ဆိုတဲ့အတွက်မေဆယ်မောင်တို့ဆိုရင်လည်းကျွန်တော်တို့ဒီကစားသမားတွေကိုဒီလိုမျိုးပွေးတယ်မှာထိပြီးတော့ကစားရမှာအပူပူလေးလေးပြောလို့ရှိဘရူနိုဖာနန်တက်ကိုတော့အနာမပင်းသေးပါဘူး ။ဒါပေမဲ့လို့ကျွန်တော်တို့မှာတရားမရဖို့လို့တယ်။နေယူကစင်တဲ့ပွေးစီကအတိုင်းမဖြစ်ဖို့လို့တယ်။အခုကျူကျော်စီစီကိုကျွန်တော်လွတ်လွတ်ထားရတယ်။အထမရရှင်မဝိုင်လဲကကျွန်တော်အဆင်မပြေဘူး။ဆိုတော့ခရစ်စတန်အေရစ်ရှင်တို့ဆိုရင်လည်းဂျာတီကိုရင်အတင်းကနေထုတ်ခေါ်ရဖို့ဘက်ကများနေတဲ့အတွက်အနံပါတ်2ယောက်ကတော့ဒီမေဆန်မောင်နဲ့ခရစ်စတန်အေရစ်ရှင်ကအတင်းတော်ဆိုလို့ကျွန်တော်ထင်တယ်။ဒုတိယပိုင်းမိနစ်60တော့ဒီလိုမျိုးထေကောင်းထေလိုက်ဒါကအမေကန်ဆုံးလို့ကျွန်တော်ရဲ့အမြင်တရားပေါ့ဗျာ။ ဆိုတော့အထောင်မှာတော့ကျွန်တော်တို့မှရွေးရွှေခင်မရှိပါဘူးဘာဖြစ်ဆိုတော့အမ်ဝဲကကူဘီမိုင်နုံးကိုအထောင်ထဲမှာထားတယ်ဆိုတော့ညာလဲကျွန်တော်တို့ဒီဘရူနိုဖာနီတဲကိုအနာပေးမယ်ကက်စီမီယိုတို့ကိုအနာပေးဖို့ရှိတဲ့အတွက်ကူဘီမိုင်နုံးကကွင်းလေကိုကျွန်တော်တို့တာဝန်ယူဖို့ရှိနေတယ်အဲနေဗတဲမှာကတော့ခရစ်စတီအေးရစ်စင်ပေါ့ဗျာအထောင်မှာတော့ကျွန်တော်တို့ရရှိမဲဟွိုင်းလည်းတရားလို့ပဲရှိတယ်ဂါနာရှိုတို့ကိုဒီနေ့ပွဲစီမှာဖြစ်တဲ့အသွင်ပြုလို့မရပါဘူးကျွန်တော်တို့မှာက ကစားသမားတွေကွေးလီမှာရေရှည်ခွင့်ရှိသည်ဆိုတော့ညာလဲအထောင်တို့နောက်တန်းတို့မှာတော့ကအဲ့လောက်ထိမရှိပါဘူးကျွန်တော်ဒီနေရာမှာပြောရင်တာကအဓိကဂိုးသမားဂိုးသမားဆိုရင်ပရင်တာကိုပွေးထုတ်ဖို့ဆိုရင်လည်းရတယ်ပရင်တာကကောင်းတယ်လို့ပြောတာမဟုတ်ဘူးเนาะအိုနာနာနဲ့သူမသားကိုအတူပါပဲဒါပေမဲ့လို့ကျွန်တော်အိုနာနာပဲပွေးထုတ်လာလို့ရှိရင်တော့ဗျာဆိုတော့ဒါကကျွန်တော်ရဲ့ဒီလာမင်းမနေ့ပြန်ပေါ့ဗျာ9နိုင်ခွင့်မှာကစားမင်းဥပိုင်းတဲကိုရေဆိုင်ကစားမင်းပွေးစီရင်စစ်တရောက်ပေါ့ဗျာအကြံပြင်း ပြောလို့မရဘူးအမ်မိုရယ်ကဂိုတမားကိုလည်းပြောင်းလဲခြင်းပြောင်းလဲနိုင်တယ်လို့နောက်တဲ့ဆန်တဲ့ဘက်မှာဆိုရင်လည်းကျွန်တော်ဟီရီယမဲတို့ဘာတို့ကိုလည်းထေကောင်းထေလာနိုင်တယ်ဒါပေမဲ့လို့စာသမားတို့ဟီရီယမဲတို့ကျွန်တော်အဲ့ဒီဟဲမန်ကိုပို့ပြီးတော့ခွင့်ရင်ပေးစေခြင်းနဲ့ဒီရှာတိတ်လေးကအရင်မောင်းကြည့်ရရင်လည်းနောက်တဲ့မှာဆိုရင်တကယ့်ကိုကောင်းတယ်ဒါပေမဲ့လို့ဒီ body ကတော့အဲ့လောက်ထိဟိုတောင်းတာမတွေ့ရဘူးပေါ့ဗျာဆိုတော့ ကြောင်းလေးဘူးတော့အများကြီးရှိတယ်ကျွန်တော်အထူးသဖြင့်ကျွန်တော်ကွင်းလေးတို့မှာဆိုရင်လည်းမဖြစ်မနေအာဘရူနိုဖာနန်ဒက်တို့ကက်ဆီမီယိုတို့ကိုပထမပိုင်းမှာအမ်ရယ်ဖြစ်တင်လာမလားဘာလို့လဲဆိုတော့ကျွန်တော်အသိမှာကပေါ့ဗျာပရီးမီးယားလိအနေထားတို့မကောင်းဘူးဆိုပေမဲ့လို့ဒီအဆင်ဆင်လေးနဲ့ယာတီတိမ့်မဲ့အနေထားတစ်ခုဆိုရင်ဒါကကိုရီးယားအသင်းတက်ကိုချက်စရာကောင်းနေဒီယာတီပရီးမီးယားလိမှာလုံးဝတိုင်ပဲနေတာတော့ညယူကစင်နဲ့ပွေးစီမှာလည်းအမနဲ့ပြောလို့ရှိရင်ကျွန်တော်တို့ကအဲ့လိုထိမညံခဲ့ပါဘူး ။တပင်မဲ့လို့နောက်တဲဟာနေမှုကြောင့်တိုက်စစ်ဘိုင်းမှာကျွန်တော်လိုအပ်တဲ့ဂိုးတွေမရမှုအစူစွာစစ်စစ်ကိအနေနဲ့ပထမပိုင်းဒုတိယပိုင်းလူစားပြောင်းလဲမှုလှုပ်လဲရတယ်။ဒါတွေကကိုရီးယားအတင်းတက်ကိုဟိုအပေါင်းလက္ခဏာမဆောင်ပေးအနှုတ်လက္ခဏာဆောင်ခဲ့တဲ့အနေအထားတစ်ခုပေါ့ဗျာ။ဆိုတော့ညီကိုတို့နဲ့ဘလို့ထင်မြင်ချက်ရှိလေဒီနေ့ပွေးစဉ်ကကိုရီးယားအတင်းတက်ကိုအမရေပြောသလိုပဲလူငယ်တွေကိုများဦးစားပေးလာမလားကျွန်တော်ကတော့အဲ့လိုမထင်ဘူးလူငယ်နဲ့လူကြီးမျှပြီးတော့စစ်တရောက်ကိုတုံးလာမယ်လို့တော့ကျွန်တော်ထင်တယ် အကုန်လုံးလူငယ်တွေကိုအသုံးမပြုသလိုလူကြီးတွေကိုလည်းကျွန်တော်တကယ့်အရေးကြီးတဲ့ကဲဆမေရောအကိကိုကောင်းလာတယ်တက်နေလို့ရှိရင်ဒီကိုဒါလာတော့အနာပေးသင့်တာဒါပေမဲ့ကျွန်တော်ကရွေးချယ်ကိတိတ်မရှိပါဘူးဆိုတော့ဘရူနိုဖာနယ်တို့ဒီကစားသမားတွေလိုတယ်ပြီးလို့ချင်းကျွန်တော်ခါနာရှိုတို့လိုတယ်လာမဲယူပါလဲစီမီပိုင်နေပြီးပါဘူးအသင်းရဲ့အိမ်ခွင်းမှာကျွန်တော်အနိုင်ရဖို့လိုတယ်အခွင့်အရေးကောင်းနေတဲ့အမေကစုလုပ်ပြနိုင်ဖို့လိုတယ်ဒါမှပဲကျွန်တော်အသင်းအတွက်ကတော့ ယူပါလေချန်ပီယံဖြစ်ဖို့ချိန်မှာကိုဒါကကျွန်တော်တို့ပြည်သက်တွေမျောလေးချက်ပေါ့ကစားသမားတွေအနေနဲ့ဟိုစိတ်တွေပဲဆရာတက်ကြွမှုတွေငါတို့မီနီ60မပြင်းမချင်းအတိုင်ရဖို့ဆိုတဲ့စိတ်တွေကိုထားမယ်ဆိုရင်တော့ပွေးစီအကုန်လုံးကတော့ကျွန်တော်အစဉ်ပြင်းပြီးအနေထားတွေကျွန်တော်တို့တွေ့နေရတဲ့အတွက်မနေ့ပြန်9နာရီခွဲမှာကျွန်တော်ဘလို့လာမလဲပေါ့ဗျာအဲမိုရယ်ဘလို့ရေးရွှေကေးတုံးမလဲဘလို့လူစင်းတွေနဲ့ထွက်ပေါ်လာမလဲဆိုတော့ကျွန်တော်စောင့်ကြည့်ရမှာပေါ့ ။ဆရောစာသမားတို့ရဲ့ဒီကနေ့ဗီဒီယိုလေးကတော့မေဆာအောင်နေတဲ့အသင့်အနေနဲ့မနေ့ပြ9ရက်ခွဲ AP20 တနေ့ကနေနဲ့ဘူပါရီတဲ့ကိုကျွန်တော်အင်ကွင်းအဖြစ်အုတ်ထွဲပေါ်မှာပရီးမီးယားလေးပွဲစီ33ကိုကစားမယ်။ပွဲစီရဲ့ပွဲကျ33ချက်ဖြစ်ပါတယ်။ညီကိုတို့ရဲ့အမီလေးတွေဆွေးနွေးပေးကြပါအောင်။ကျွန်တော်တို့ဒီရာသီဆိုရင်မေဆာအောင်တဲ့အသင်းနဲ့ပရီးမီးယားလိမှာဘေးအဆင်နဲ့ရာသီတင်ဖို့ရှိမလဲနောက်တစ်ခုအဲ့ဒီပွဲစီမှာအမ်မရယ်ဘလိုလူစင်းကိုအသုံးပြုလာမလဲနိုင်နေချင်ရှိမလားတရင်နဲ့ကျွန်တော်တို့အချုံဘက်ကိုတော်မလားဆိုတာ တူတယောက်ချင်းအမြင်လေးတို့ဆွေးနွေးပေးကြပါအောင်အဲ့ဒီပွေးစဉ်ပြီးလို့ချင်းကျွန်တော်တို့ပွေးပြီးသုံးသက်ချက်ဗီဒီယိုလို့ပို့ရှိတဲ့အတွက်ပွေးပြီးသုံးသက်ချက်ဗီဒီယိုမှာလည်းညီကိုတို့နဲ့ကြည့်ရကြအောင်ဆိုတော့ဗီဒီယိုလေးကဒီလိုပါပဲချီချူအားပေးတဲ့ညီကိုတူတယောက်ချင်းတက်ကိုကျေးဇူးများကြီးတင်ပါတယ်အသေးသေးတော့မင်ဖန်များလေးဒီ channel လေးကို subscribe လုပ်ခဲ့ပြီးဖို့ကျွန်တော်တောင်းဆိုပါတယ်ကျွန်တော်တို့မေဆောင်နဲ့ပြည်သက်တွေကိုဥတည်ပြီးတော့ဒီ Main Unity YouTube Channel လေးကိုအဓိကထားပြီးတော့တင်ဆက်နေတာဖြစ်တဲ့အတွက် Main Unity YouTube Channel ကဗီဒီယိုအတိုင်းကို မယုံဖန်များအစဉ်တစိုက်အားပေးကြည့်ရှုပေးဖို့ထောက်ခံပေးဖို့ဝမ်းရံပေးကြဖို့ကျွန်တော်မေတ္တာရက်ခံပါတယ်ဆိုတော့အားလုံးပဲကျေးဇူးများကြီးတင်ပါတယ်မေဇာုံနဲ့တဲ့ပိသက်တူတယောက်ရှိတိုင်းနဲ့မြန်မာနိုင်ငံသူနိုင်ငံသားကဘာသူကဘာသားအပေါင်းတို့တဘာဝဘေးနေအပေါင်းမအမြန်ဆုံးလွယ်ငင်းနိုင်ပြီးတော့2025ကနေပြီးတော့အစအစအရာအဆင်ပြေဖို့မျှော်လင့်မိပါကြောင်းဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါတယ်အားလုံးပဲကျေးဇူးများကြီးတင်ပါတယ်